်ချဲဆီးတင်းဟာတဖြည်းဖြည်းနဲ့ပိုကောင်းလာလိမ့်မယ်လို့ပြောကြားခဲ့တဲ့ဂျီမီရက်နက်အားလုံးမင်းမင်လာပါခင်ဗျာကိုစိုင်းအေချဲဆီးလိုက် YouTube Channel နဲ့ Facebook Page ကနေအပြာအညီကိုတွေအားလုံးကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ချဲဆီးတင်းဟာတဖြည်းဖြည်းနဲ့ပိုကောင်းလာလိမ့်မယ်လို့ပြောကြားခဲ့တဲ့ဂျီမီရက်နက်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဘောလုံးလောကရဲ့ရွှေရောင်ခေတ်တစ်ခေတ်မှာအင်္ဂလန်လက်ရွေးစင်အသင်းနဲ့လီဗာပူးလိုထိပ်တန်းကလပ်တွေမှာကွင်းလယ်ကျယ်ပွင့်အဖြစ်တောက်ပခဲ့ဘူးသူတို့အရှိန်ဟုန်ပြင်းတဲ့ကစားပုံနဲ့တီးကြတဲ့အဝေးကန်ချက်တွေကြောင့်ပြိတ္တ က်တီရဲ့အချစ်ကိုရရှိခဲ့ဘူးသူလီဗာပူးနဲ့အတူစူပလာပေါင်းများစွာကိုကင်မြောက်ခဲ့ဘူးတဲ့ဂျီမီရက်နက်ဟာကစားသမားပွားကနေအနားယူပြီးရဲ့နောက်ပိုင်းမှာတော့ Sky Sport ရဲ့ဘောလုံးဝေဖန်သုံးသပ်သူပန်တီတယောက်အဖြစ်ဘောလုံးပရိသတ်တီနဲ့တကြောပြန်အဆက်မပြတ်ရှိနေတဲ့သူတဦးလည်းဖြစ်ပါတယ်သူရဲ့ထိုးထွင်းသိမြင်တတ်တဲ့သုံးသပ်ချက်တွေကဘောလုံးလောကမှာအမြဲတမ်းစိတ်ဝင်စားစရာတစ်ခုဖြစ်နေခဲ့ပြီးယခုနေ့ပရီးမီးယားလိဂ်ရာသီအစပိုင်းမှာချဲစီတင်းဟာကစားပြီးခဲ့တဲ့9ပွဲမှာ3ပွဲနိုင်2ပွဲသေး2ပွဲရှုံးဆိုတဲ့ရလဒ်နဲ့အတူအဓိကကစားသမားတော်တော်များများ ဒဏ်ရာပြဿနာတွေနဲ့ပါရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီးတော့ဘောလုံးအစည်းအဝေးတစ်ခုမှာ Jimmy Redknapp ရဲ့အမြင်ကိုမေးမြန်းခဲ့ရမှာတော့သူကယခုလိုပြပြသားသားပြောကြားခဲ့ပါတယ် Jimmy Redknapp ကကလကပဖလားကိုအနိုင်ရခဲ့တာက Chelsea အင်းအတွက်တော့တကယ်ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲဒါပေမဲ့အဲ့ဒီစုဖလားအောင်မြင်မှုကြောင့်ပဲသူတို့အသင်းဟာတန်မိုးတစ်ခုကိုပေးစပ်ခဲ့ရတယ်လို့ဆိုရမှာပါဘာလို့လဲဆိုတော့ PSG အသင်းကိုခမားတို့ကြီးလိုက်ဗျာသူတို့အခုဆိုဒယန်ပက်တရာရင်းနဲ့ရင်ဆိုင်နေကြတယ်ဒါကြောင့်ကျွန်တော်ထင်တာက Chelsea အင်းဟာလည်းယခုနှစ်ရာသီအစမှာအသင်းရဲ့အဓိကကစားသမားတွေဒယန်ပက် ြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့်သူတို့ဟာယာတီအစပိုင်းမှာအချိန်နည်းနည်းနဲ့စတင်လာမယ်ပြီးတော့မှတဖြည်းဖြည်းနဲ့ပိုကောင်းလာပါလိမ့်မယ်ကျွန်တော်တို့အခုအသင်းတွေတိုင်းကိုအလင်းစလိုဝေဖန်ဆုံးဖြတ်နေကြပြီမယ်ခုနှစ်ပွဲရှစ်ပွဲအပြီးမှာဘလို့ဖြစ်နေလဲဆိုတာကတကယ်တော့အရေးမကြီးပါဘူးတကယ်တမ်းကယာတီအကောင်မှမှအရေးကြီးတာပါကျွန်တော်ထင်တာကချက်စီးတင်းဟာဒီနောက်ပိုင်းမှာပိုပြီးအားကောင်းလာမယ်အသင်းတိုင်းကသူတို့ကို ပိုပြီးသတိထားကစားလာရလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်လို့အခုလိုမျိုးသူ့ရဲ့အမြင်ကိုပြောကြားခဲ့တာပဲဖြစ်ပါဂျီမီရန်နဲ့ရဲ့ပြောစကားတွေကိုပြန်လည်သုံးသပ်ကြည့်ရမ ယ်ဆိုရင်သူ့ရဲ့စကားတွေအားလုံးဟာ Chelsea တင်ပရိသတ်တွေကိုအတင်းနဲ့နှီးပြကိုအချိန်ပေးပြီးစိတ်ရှိရှိစောင့်ပေးဖို့နဲ့ဝေဖန်ပစ်တင်တာတွေမစိုးဖို့ကိုတိုက်တွန်းပွဲဆိုလိုတဲ့သဘောပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့ Jimmy Redknapp ပြောကြားခဲ့သလိုမျိုးကျွန်တော်တို့အားပေးချစ်ခင်တဲ့ Chelsea တင်ဟာဒီရာဒီမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတဖြည်းဖြည်းနဲ့ကြောဖြတ်ကာရာဒီအကုန်မှာအောင်မြင်မှုရရှိသွားမလားဆိုတာကအချိန်ကစကားပြောသွားရမှာဖြစ်ပါကြောင်းပြောပကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ညီကိုတို့တွေအနေနဲ့ကတော့ Jimmy Redknapp ရဲ့ပြောစကားတွေပေါ့ဘလို့အမြင်လေးတွေရှိကြလဲသူ့ရဲ့ပြောကြားချက်တွေ ကမှန်ကန်ရဲ့လားဆိုတာကိုယ့်ရဲ့အမြင်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page မှာနေ့စဉ်ချက်စီးသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်း HSC လား YouTube channel နဲ့ Facebook page လေးကို like and follow subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ